ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်ရှမ်းပြည်နယ်မြောက်ပိုင်းတီဘောမြို့မြို့နယ်စင်ဌာနဆိုင်ရာများဒေသခံပြည်သူများနဲ့တွေ့ဆုံတဲ့တဲ့ရင်ကိုတင်ဆက်ပါမယ်ရှင်။ရှမ်းပြည်နယ်မြောက်ပိုင်းကြောက်မဲခရိုင်တီဘောမြို့ပြည်လဲထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်နိုဝင်ဘာလ10ရက်နနက်9:00နာရီခွဲက ရှမ်းပြည်နယ်ဆိုရအဖွဲ့ပြည်နယ်ဝင်းကြီးကျုံးနယ်မြို့နယ်စင်ဌာနဆိုင်ရာမြောက် ဒေသခံပြည်သူများနဲ့တွေ့ဆုံပွဲကိုတီဘောမြို့နယ်ခမ်းမတွင်ကျင်းပခဲ့ပါတယ်။တွေ့ဆုံပွဲတွင်ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်ကတီဘောမြို့ကိုမူလပကတိအတိုင်းဖြစ်ရန်အတွက် ဆောင်ရွက်ရမည်ဖြစ်ကြောင်းဒေတာခံပြည်သူများ၏လိုအပ်ချက်များဖြစ်သည့်ကုံစီစီစဉ်မှုမှန်ကန်ရေးတောက်ရည်တုံးရည်ရရှိရေးကျောင်းသားကျောင်းသူများကျောင်းတက်နိုင်ရေးအတွက်ဌာနဆိုင်ရာများနှင့်ပေါင်းစပ်ညီနိုင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးလုပ်ငန်းများတွင်လည်းငကူမူလအတိုင်းဖြစ်ရန်ဆောင်ရွက်ရမည်ဖြစ်ကြောင်းပြည်내ထူထောင်ရေးလုပ်ငန်းများကိုလည်းအချိန်ယူပြီးဆောင်ရွက်ရမည်ဖြစ်ကြောင်းပြည်သူများကလည်းဌာနဆိုင်ရာများနဲ့ပူးပေါင်းဆောင်ရွက်ပေးကြရန်ပြည်내ထူထောင်ရေးလုပ်ငန်းများကိုသက်ဆိုင်ရာဌာနများကဦးဆောင်၍လိုအပ်သည်များကိုဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလုပ်ငန်းများပုံမှန်လည်ပတ်နိုင်အောင်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ငုံမူလာအတိုင်းရောက်ရှိအောင်အားလုံးကဝိုင်းဝန်းဆောင်ရွက်ပေးကြရန်လိုအပ်ပါကြောင်းလာမည်ပါတီဆုံးအထွေထွေရေးကောက်ပွဲလဲလွတ်လပ်စွာ တရားမျှတပြီးမဲပေးနိုင်ရဲ့အတွက်နိုင်ငံသားစီစစ်ကပ်ပြရှိရန်လိုအပ်သဖြင့်အိမ်ထောင်စုစီရင်နဲ့နိုင်ငံသားစီစစ်ရေးကပ်ပြများကိုလည်းဆောင်ရွက်ပေးနေပါကြောင်း ဒီပေါင်းမျိုးကိုနှကုံမူလအတိုင်းဖြစ်အောင်ဆောင်ရွက်ရတဲ့အစိုးရအဖွဲ့ဌာနဆိုင်ရာအဖွဲ့အစည်းများတခုတည်းသာမဟုတ်ပဲပြည်သူများကလည်းဝိုင်းဝန်းပူပေါင်းဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်းပြောကြားခဲ့ပါတယ်။ ထို့နောက်ဒေသခံပြည်သူများအားအခြေခံစားသောက်ကုန်များဖြစ်သည့်ဆန်စီစာငပီကလဘဲတို့ကိုရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ပြည်နယ်ဝန်ကြီးများပြည်နယ်ဆိုရဖွဲ့တွင်မှုတို့ကပေးအပ်ရာဒေသခံပြည်သူများမှာအသီးသီးလက်ခံရယူပြီးပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများကအခမ်းအနားတက်ရောက်လာကြသည့်ဒေသခံပြည်သူများအားရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြပါသည် ၎င်းနောက်တီဘောမြို့စီမံတရားရေးဌာနယုံ၌ပြည်နယ်ဝင်ကြီးချုပ်နှင့်မြို့နယ်စင်ဌာနဆိုင်ရာများတွေ့ဆုံရာပြည်နယ်ဝင်ကြီးချုပ်ဦးအောင်ကပညာရေး၊စျေးမာရေး၊လမ်းပန်းဆက်သွယ်ရေးနှင့်လူသုံးကုန်ပစ္စည်းများဖြစ်သည့်စံစီစားများရရှိရေးကို ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်းပြည့်စည်သွားသည့်နေရာများကိုအယောင်ကာလပိုင်းခြားသတ်မှတ်ဆောင်ရွက်ပေးကြရန်ကဏ္ဍဦးဆောင်ရွက်ရမည့်ကိစ္စရပ်များကိုဌာနဆိုင်ရာများအနေဖြင့်ဦးစားပေးဆောင်ရွက်ပေးကြရန် ဝန်ထမ်းများပြန်လည်ရောက်ရှိတာဝန်ထမ်းဆောင်နိုင်ရေးအတွက်ဆောင်ရွက်ပေးကြရန်လိုအပ်ပါကြောင်းပြည်သူများမဲပေးနိုင်ရေးအတွက်နိုင်ငံသားစီစီရေးကပ်ပြားများရရှိနိုင်ရန် အမြန်ဆုံးဆောင်ရွက်ပေးရမည်ဖြစ်ကြောင်းရှမ်းပြည်နယ်ဆိုရဖွဲ့ကိုစားခရိုင်မြို့နယ်ဌာနဆိုင်ရာများမှာဆောင်ရွက်ပေးရမည်ဖြစ်ပြီးအခက်အခဲရှိပါက တင်ပြပေးကြရန်အုပ်ချုပ်ရေးရန်နေရာပိုင်းတွင်လည်းအမြန်ဆုံးဆောင်ရွက်ပေးရန်နှင့် ုပ်ချုပ်ရေးမှုများမရှိသေးသည့်နေရာများတွင်အမြန်ခတ်အပ်ဆောင်ရွက်ပေးကြရန်ဌာနဆိုင်ရာများအနေဖြင့်အခက်အခဲရှိပါကတင်ပြပေးကြရန်တိုက်တွန်းပြောကြားခဲ့ပါသည်ဆလ၍ပြည်내ဝင်ကြီးချုပ်နယ်အဖွဲ့သည်ရွှေချောင်းရက်ွက်ရှိတီဘောပြည်သူစေယုံတို့တွားရောက်၍စေကုသမှုခံယူနေကြသောဒေသခံပြည်သူများကိုအားပေးစကားပြောကြား၍ အဟာရဖြင့်စားသောက်ဖွယ်ရများပေးအပ်ပြီးစေယောအတွင်ရွှေလျားခွဲစိတ်ခံနေမိခင်နှင့်ကလေးချမ်းမ၏ဌာနတွင် ကလေးများအားကာကွယ်စေထိုးနှံနေမှုကိုချီးရှုအားပေးကပြည်နယ်ဝင်ကြီးချုပ်ကစေယုံရှိဆရာဆရာမများအတွက်ချီးမြှင့်ဝေပေးအပ်ခဲ့ကြောင်းသိရပါသည် ရင်နောက်ပြည်နယ်ဝန်ကြီးချုပ်နဲ့အဖွဲ့သည်ဒီဘော်မျိုးအုတ်ချင်းရက်ွက်ရှိကုန်းတော်ဖုံတော်ကြီးကျောင်း၌ယာယီရုံးဖွင့်လှစ်ထားသည့်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနရုံးတို့တာရောက်၍ဒေသခံပြည်သူများအားပန်ခင်စီမံချက်အိမ်ထောင်စုလူအရေးစင်ရင်နှင့်နိုင်ငံသားစီစီရေးကပ်ပြားများဆောင်ရွက်ပေးနေမှုကိုကြည့်ရှုအားပေးပြီး ဒေတာခံပြည်သူများအတွက်ဆောင်ရွက်ပြီးသောနိုင်ငံသားစီစဉ်ရေးကပ်ပြားများကိုပြည်내ဝင်ကြီးချုပ်ပြည်내ဝင်ကြီးများပြည်내ဆိုရဖွဲ့တွင်မှုနဲ့တာဝန်ရှိသူများကပေးအပ်ခဲ့ကြပါသည်။ထိုမှသစဉ်တီဘောမျိုးပဒိန်မြောင်ရက်ွက်ရှိမိသက်ဦးစီးဌာနသို့တွားရောက်၍မိသက်တပ်ဖွဲ့ဝင်များကိုအားပေးစကားပြောကြပြီးချီးမြှင့်ငွေပေးအပ်၍၎င်း မြမရက်ွက်ရှိမြို့လေရွှေစီတီကျောင်းတို့ပြည်နယ်ဝင်ကြီးချုပ်နဲ့ဖွဲ့သွားရောက်ကဆရာတော်တန်ဃာတော်များအားဖူးမြော်ကြီးညို၍မြို့လေရွှေစီတီကျောင်း၌ပဒါနာနာယကဆရာတော်ဗတ်တန်တာကောလင်တာတာရာနိုင်ငံတော်ဗဟုသံဃာဝင်ဆောင်ထံ၅ပါးတီလာခံယူပြီး ပြည်내ဝင်ကြီးချုပ်ပြည်내ဝင်ကြီးများပြည်내ဆိုရဖွဲ့တွင်မှုတို့ကလူဝဲဝိထုပစ္စည်းများနဝကမအလူငွေများစံစီကလဘဲတို့ကိုစက္ကလူတန်းပေးခဲ့ကြပါတယ်ထို့နောက်တီဘောမျိုးဇက်ဆူရက်ွက်ရှိမြို့မရဲ့စခန်းတို့ပြည်내ဝင်ကြီးချုပ်နဲ့အဖွဲ့သွားရောက်ကြည့်ရှုစစ်ဆေး၍လိုအပ်သည့်များကိုပြည်내ဝင်ကြီးချုပ်ကဖြည့်ဆွမ်းမှကြား၍ရဲတပ်ဖွဲ့ဝင်များအားချီးမြှင့်ဝေပေးရ၍၎င်း မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့တွားရောက်ကြည့်ရှု၍၎င်းအကျဉ်ဦးစီးဌာနသို့တွားရောက်ကြည့်ရှုစစ်ဆေး၍ဝန်ထမ်းများကိုအားပေးစကားပြောကြပြီးပြည်내ဝန်ကြီးချုပ်ကချီးမြှင့်ဝေပေးအပ်ခဲ့၍၎င်းဒီပေါ်မျိုးတောင်မျိုးရက်ွက်ရှိ အမတ်တဲ့အခြေခံပညာထက်တန်းကျောင်းတို့တွားရောက်ကကျောင်းသားကျောင်းသူလေးများအားကာကွယ်စည်းထိုးနှံနေမှုကျောင်းသားကျောင်းသူများစာသင်ကြားနေမှုနဲ့အစစ်မြင့်ကျောင်းစာကြည့်တိုက်တွင်ကျောင်းသားကျောင်းသူများစာဖတ်နေမှုတို့ကိုကြည့်ရှုပြီးစာကြည့်တိုက်အတွက်အလွန်ငွေနဲ့ကျောင်းရှိဆရာဆရာမများအားပြည်내ဝန်ကြီးချုပ်ကချီးမြှင့်ွေပေးရရာတာဝန်ရှိသူများမှလက်ခံရယူခဲ့ကြပါတယ်ထိုမှတဆင့်ပြည်내ဝန်ကြီးချုပ်နဲ့အဖွဲ့သည်ပေါ်ကျိုးဈေးရအောင်ဆိုရှိရှေဟောင်းတမိုင်ဝင်း င်ပေါ်ကြုံမုတ်တော်စီဒီတော်အားသွားရောက်ဖူးမြော်ကြည်ညို၍ပန်းရည်ချံရွှေတင်ငန်းဆက်ကလူတန်းမီစီဒီတော်ဘတ်ဆောင်မုံမှန်ပြုပြင်ရန်အတွက်အလူငွေများပေးအပ်လူတန်းမီရာဖရာကိုပကအဖွဲတောင်းဝင်ရှိသူများမှလက်ခံရယူပြီးဂုံပြုမှတ်တမ်းလွှာများပြန်လည်ပေးရကပြည်내ဝင်ကြီးချုပ်ကဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးပေးခဲ့ကြောင်းသိရှိရပါတယ်ရှင်။ထိုမှာတဆင်ပြည်내ဝင်ကြီးချုပ်နဲ့အဖွဲ့သည်ပေါ်ချိုဈေးရွာအုပ်စုရှိရှေဟောင်းတမိုင်ဝင်ပေါ်ချိုမုတ်တော်ဈေးရီတော်အားတွားရောက်ဖူးမြော်ကြီးညို၍ပန်းရည်ချံရွှေတင်ငန်းဆက်ကလူတန်းမီဈေးရီတော်ဘတ်ဆောင်မွမ်းမပြူပြင်းရန်အတွက်အလူငွေများပေးအပ်လူတန်းမီရာဖရာကောပကအဖွဲ့တောင်းဝင်ရှိသူများမှလက်ခံရယူပြီးဂုံပြုတ်မှတ်တမ်းလွှာများပြန်လည်ပေးရကပြည်내ဝင်ကြီးချုပ်ကဧည့် ေတော်မှတ်တမ်းတွင်လက်မှတ်ရေးထိုးပေးခဲ့ကြောင်းသိရှိရပါတယ်ရှင်။